ဝက်ဆွန်မြန်မာပြည်ထောင်စုကျွန်တော်တို့2024ခုနှစ်မတ်လတုန်းကပဒေကြီးမြို့နယ်နန်းဦးလွန်မှာနန်းဦးလွန်ရွာမှာပေါ့နော်အစိုးရကန့်သတ်ထားတဲ့မြေတခုမှာကားငါလိုက်တဲ့လူရဲ့ကားကြီးသိမ်းခံထားတဲ့ကိစ္စကျွန်တော်တို့ရင်တခါလဲဝက်ဆွန်မြန်မာကျွန်တော်တင်ပြီးပြီဒီခုချိန်ထိကားတွေမရသေးဘူးလို့ကျွန်တော်တို့သိရတယ်ဟုတ်ကဲ့အဲ့တော့ဒီဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကွန်ပျူတာထွန်းကလည်းကားသိမ်းခံထားတာเนาะဒီနောက်ပြီးတော့ ရုံးကနားမှာလည်းအကိုဦးဆောင်လို့နေတယ်ဒီအခြေအနေလေးနည်းနည်းပြန်ပြောပြပါဟုတ်ကဲ့ကျွန်တော်တို့ဒီအမှုကဖြစ်တာတော့ဒီ22ရက်2လ2024ရက်နေပြီးတော့22ရက်22ရက်3လ2024ရက်နေစပြီးတော့ဖြစ်တာဆိုဒီနေ့ချိန်ကြီးပေါ့ဟောမပြည့်ရသေးဘူးပေါ့အဲစလေဖြစ်သွားတာကတော့ကျွန်တော်တို့ကဒီကြောက်ဒီလမ်းခင်းတဲ့ကြောက်တော့အိမ်ဆောင်တဲ့ကြောက်တော့ကျွန်တော်တို့ကဒါဟိုမှားတဲ့လူရှင်တော့တော့သွားပို့ရတယ်အဲသွားပို့တဲ့အချိန်မှာတော့ဒီကျွန်တော်တို့တွေကဒီ ဟိုအကုန်လုံးအတိအကျတော့ဒါတိတ်တိတာလဲပါကြပါဒီလိုပဲမန္တလေးမြို့ကနေမှာလေတိတ်ကြီးမြို့ကနေမှာဒီလိုပဲသွားရင်းနဲ့သွားသွားတော့မှအဲ့မှာဒီလဲရမြေဒါကဟိုဘောနပုံမှတလေးလေးထုတ်တာလဲလဲရမြေဖြစ်တယ်မချအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီအမှုနဲ့ညီဆုံးသွားပြီးတော့ကျွန်တော်တို့ဒီဟာဘောအမှုဖြစ်သွားတာပေါ့ခုဖြစ်တဲ့အချိန်ကျတော့လေကျွန်တော်တို့ကဒီသက်ဆိုင်ရာဝန်ကြီးဌာနတွေကိုစာတနာကတာတင်တော့ဒီရင်မောင်း၄၃ဦးကိုလည်းဒါဘာပြောခွင့်လွှတ်ပေးလို့ရတယ်ဆိုပြီးတော့နိုင်ငံတော်ကြီးကဲတွေကလည်းလွှတ်ပေးလိုက်ပါဘူး လွတ်ပေးလိုက်ပြီးတော့မှကျွန်တော်တို့ထင်တာကတော့ဒီလူတွေလွတ်သွားရင်ကားတွေရောပါပြီလို့ပဲထင်တာဒါပေမဲ့လူတွေပဲလွတ်ပြီးတော့ကားတွေရင်မော်တော်ရင်စင်တာကြီးလော်ဒိုင်းတစ်စီးကိုတော့ကျွန်တော်ဘန္နာသိန်းတစ်စီးမြို့နယ်ရာယောင်းနေပြီးတော့အဲ့လိုချမှတ်လိုက်ပါချမှတ်တော့ကျွန်တော်တို့လည်းအဲ့မှာအာဂွာရာကြီးပြီးတော့ဟိုပေါ့နော်ဒီဟိုဟာလုံးတဲ့ချိန်ကျတော့ဒီဒီပတိန်ဒီပတိန်ကြီးမာဆာဖအခွဲပေါ့မြို့နယ်စီမံကောင်စီဖွဲ့ရဒီဥက္ခရာဦးမြင့်ဦးပါဝင်အခွဲဝင်နေရယ်နောက်ပြီးတော့မြို့နယ်မြို့နယ်မူကြီးရဲဘလာ အောင်ရောဘူးအားလုံးတို့အဖွဲ့ဆောင်ကနေပြီးတော့ကျွန်တော်တို့ဒီပသိကြီးဒီခမ်းမာတယ်မှာခေါ်ပြီးတော့အမှတ်တမ်းတပ်ပုံတွေရပြီးတော့ကျွန်တော်အားပေးပါတယ်ဒါတွေကမင်းတို့တိုင်းရဲ့ညှိနှိုင်းခြင်းနဲ့ဒီတိုင်းဒေသကြီးစိုးအဖွဲ့နေပြီးတော့သူတို့ညွှန်ကြားလို့ပေါ့နောက်ပြီးတော့ဒီအဲတော့ဒီမှာဦးချိုးကောင်စီကလည်းလမ်းပြီးညွှန်ကြားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာဒီပြင်ဆင်တက်ရောက်ခွင့်ခွင့်ရှိတယ်ဒီမြို့နယ်တရားရုံးရဲ့အမိန့်ပေါ်မှာပြဖြတ်ပြီးတော့ဒီခရိုင်တိုင်းအစစ်အစစ်ကိုကျွန်တော်တို့ ရစင်တက်ရောက်ွက်ရှိတယ်ဆိုပြီးတော့သူကလည်းပြောကြတဲ့အတွက်တို့ကအောင်အောင်ပြည်သားတိုင်းခရိုင်ပြားရုံကိုရစင်တက်ရောက်ဖက်ပါဟုတ်ကဲ့ဒီနေဆန်းမိုင်းမှာတော့ဘုရုခရိုင်ပြားရုံကနေပြီးတော့ဒီကနေပြန်ထုတ်စီဆိုပြီးတော့အမိန်ပေးတယ်အဲ့တော့အဲ့နောက်ပိုင်းဟိုဘလို့ကျိုးသွားခဲ့ကျွန်တော်တို့ဟုတ်ကျွန်တော်တို့ခရိုင်တရားရုံးကနေပြီးတော့ပြန်ပေးစီပြန်လဲဟိုပါပေါ့ခံဝင်နဲ့ပြန်လဲထုတ်ယူခွင့်ပြုလိုက်တာပါပြုလိုက်တော့ကျွန်တော်တို့ကလည်းခံဝင်နဲ့သွား ပသိန်းကြီးမြို့နယ်တရားရုံးကိုတွားထုတ်တွားထုတ်တဲ့အချိန်မှာပသိန်းကြီးမြို့နယ်တရားရုံးကနေပြီးတော့ကျွန်တော်တွားထုတ်တဲ့ရက်ကတော့14ရက်တလ2025မှာတွားထုတ်တာပါ14ရက်တလ2025မှာတွားမိတ်ချပြီးတော့15ရက်နေ့မှာတွားထုတ်တဲ့အချိန်မှာကျွန်တော်တို့မရခဲ့ပါဘူးမရရှိရတဲ့အကြောင်းရင်းကတော့သူတို့ကတော့ကျွန်တော်တို့ရဲ့အမှုတွဲဖန်ရမြို့နယ်မှာရောက်ပြီးတော့တိုင်းရနေပြီးတော့ပြန်ခေါ်ယူထားတယ်လို့ကျွန်တော်ကြားသိရပါတယ်အဲ့တော့လေယဝင်စာထုတ်ပြီးတော့ အမှုတွေတောင်းတာတို့ဘာလို့ဖြစ်ရလို့ပြောလားတရားဝင်အမှုတွေစာထုတ်တောင်းတာတော့မရှိပါဘူးခင်ဗျဒါပေမဲ့တိုင်းတရားသူကြီးကနေပြီးတော့တိုင်းတရားသူကြီးကနေပြီးတော့ခေါ်ယူပြီးတော့တောင်းရမ်းထားတာပါဒါပေမဲ့ကျွန်တော်တို့မှာအဲ14ရက်နေ့15ရက်နေ့15ရက်တလမှာသွားထုတ်တဲ့ချိန်မှာမရရှိတဲ့အတွက်ကျွန်တော်တို့ကနောက်ထပ်ဟိုစောင်းရင်းစောင်းရင်းနဲ့ကျွန်တော်28ရက်နေ့မှာကျွန်တော်တို့မြို့ဟိုခဲတိုင်းတရားသူကြီးချုပ်စီကိုကျွန်တော်အတနာခန်းစာတင်လိုက်ပါတယ်တိုင်းတရားသူကြီးချုပ်စီအတနာခန်းစာတင်လိုက်တဲ့ချိန်မှာပဲ ဒီခုကျွန်တော်တို့အမှုကိုပြန်လဲဆွဲတယ်ဆိုတာကိုကျွန်တော်တို့သိရှိရပါတယ်ကျွန်တော်ဆွဲတာကဘယ်သူကဆွဲတာလဲတစ်ဖက်ကတော့အတိုင်းဥပဒေကဆွဲတယ်လို့ကျွန်တော်တို့သိရှိရပါတယ်အဲ့ဒီကြမှာကျွန်တော်တို့စီစင်စာတွေခေါ်စာတွေပို့တာပါခင်ဗျကျွန်တော်တို့တို့ကားပြန်ပေးခိုင်းလုံးကကြတော့ဒီကိုဆွဲဆိုတဲ့ဥပဒေမပါဘဲနဲ့တက်တက်ကြီးဆိုင်းငံ့ထားတဲ့သဘောဖြစ်နေရတယ် ကျွန်တော်တို့ကိုခုပုံစံအရဆိုကျွန်တော်တို့ကခံဝင်နဲ့ပြန်ပေးစီဆိုရင်ကျွန်တော်တို့ကပြန်ထုတ်ကိုရအောင်ပါလေခံဝင်နဲ့ထုတ်ရရင်ကျွန်တော်တို့ဒီဂျားထဲမှာကျွန်တော်လုပ်ငန်းလုတ်ကင်စားတော့လေပတ်လို့ရသေးတာပေါ့ခုကကျွန်တော်တို့ကဒီဂျားထဲမှာခုကျွန်တော်တို့ကိုစပြန်ပေးစီမိတ်ချတာ14ရက်ခံဝင်နဲ့ပြန်ပေးစီက14ရက်ကျွန်တော်တို့က15ရက်သွားထုတ်တော့ကြတော့ကျွန်တော်တို့ပြန်ဆွဲတာ28ရက်နေဆိုတော့ဂျားထဲမှာကျွန်တော်တို့8ရက်9ရက်လောက်ဟာနေတယ် ကျွန်တော်တို့အဲ့ဒီအချိန်မှာအမှုတွေကြီးကဘယ်မှာရောက်နေလဲမသိဘူးအဲ့ကျွန်တော်တို့လည်းအသနာခန်းစာတင်လိုက်တော့မှကျွန်တော်တို့တခါအမှုပြန်ဆွဲပါတယ်ဆိုပြီးကျွန်တော်တို့သိရှိရပါတယ်ဟုတ်ဒီကိစ္စမှာကိုမင်းစောထွန်းတို့ကိုသေးဆောင်တို့ကဒါဦးဆောင်ပြီးတော့ဒီဟာပြန်ရရှိရေးကြိုးစားကြတာဟိုကား73ကြီးပိုင်ရှင်ဒီမီရေကိုစားအဲ့တော့ဂျားထဲမှာဘာဘာတွေသနာခန်းစာအပြင်ဘာတွေကြိုးစားနေလဲဒီဟာပြန်ရဖို့ရဥပဒေကြောင်းရတော့ဥပဒေကြောင်းရကျွန်တော်တို့ကတော့ဂျားထဲမှာစူးစမ်းမှုကတော့ကျွန်တော်တို့မှာတတ်နိုင်တာဆိုလို့အသနာခန်းစာပဲရှိတာပါ ကျွန်တော်တို့ဌာနဆိုင်ရာအသီးသီးကိုလည်းကျွန်တော်တို့အတနာခံစာတင်ပါတယ်ကျွန်တော်တို့ပေါ်ဒါကျွန်တော်တို့နဲ့လည်းအပြစ်မရှိဘူးလို့ကျွန်တော်တို့ခံယူထားတဲ့အတွက်ကျွန်တော်တို့နေရာဟိုပါပေါ့ဟိုရုံးဌာနအသီးသီးကိုကျွန်တော်တို့အတနာခံစာတင်ပြပြီးတော့ဒါလေးကိုကျွန်တော်တို့တက်တက်ညာညာနဲ့ဆောင်ရွက်ပေးဖို့တောင်းဆိုထားပါတယ်ခင်ဗျဟုတ်ဒီမဘာဘာဆိုရလဲကာဗွန်စည်းပါတယ်စည်းပါတယ်စည်းပါအဲ့တော့ဒီနှစ်ကျော်အတွင်းမှာဒီကားမရတော့ကြတော့ဘယ်လိုရက်ဒီဒီလိုပါပဲရက်ဒီရတာပေါ့ မောင်းနေအဲတပြည့်လုပ်ငန်းတွေလုပ်ခိုင်းပေါ့ဟိုကားမောင်းတွေပါလိုက်လိုက်ခိုင်းပွဲသားတွေပါလုပ်ခိုင်းပေါ့လုပ်ရပါတယ်ခက်ခဲပါတယ်အခုကလေးတွေကကျမကြီးကမကောင်းကျမကြီးမကောင်းစေယုံစေကံသွားဖို့အောင်ခက်ခဲတဲ့စာဝတ်နေတွေရောအကြောင်မူတိုင်းတရားသူကြီးချုပ်လဲကျမတို့အမှုလို့တတ်တတ်ညာလေးနဲ့အများဆုံးဆောင်ရွက်ပေးကြပါလို့တောင်းဆိုချင်ပါတယ်လို့ကျမဝီလုတာရှယ်ယာဝယ်ထားပါဖန်ချုပ်ခံရမှာဝီလုတာရှယ်ယာဝယ်ထားရင်ဝီလေးပါပါတယ် ဟာပေါ့အခုလောချီမှာဖန်ဆန်ထားတဲ့အတွက်ဝိလုဒ္ဓရေကြဝယ်ထားဖြစ်တဲ့အတွက်ရေကြခြင်းတွေကျမတို့တွင်းယူနေရပါတယ်အစ်အတွင်းကအစင်မပြေတဲ့အတွက်ဒီကော်မတီဘက်ကလည်းတရားစွဲမှာဖြစ်တဲ့အတွက်ကျမတို့အတိုးချပြီးတွင်းယူရပါတယ်လောလောဆယ်မှာလုပ်ငန်းတွေအစင်မပြေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဆက်ပစ္စည်းတွေလည်းပြန်ရခြင်းပါတယ်ဟောတော့မမမဆိုးပါတော့အထက်ခဲပါရှင်ကျမတို့ခက်ခဲရတော့ဒီလိုပဲပေါ့ဓာတ်တူတရားကြောက်လောက်ရှိရာကြီးဆိုတော့ခါကြတော့ ကားသမားအုံနာမိသားစုတွေအကုန်လုံးပေါင်းလိုက်ရင်ဒီကားသုံးစီးရဲ့ဒူဝင်ကတရားကျော်လောက်ဆိုတော့ခက်ခဲတာပေါ့အကုန်လုံးခက်ခဲတော့ခါကြတော့ကျမတို့ကားလေးကိုပြန်ရစေချင်ပါတယ်ပြန်ရချင်ပါတယ်ပေးလဲပေးပြီလို့ပြောတော့ပြောထားတာဆိုတော့ခါကြတော့ကျမတို့ကားလေးကိုအမြန်ုံအမြန်ဆုံးထုတ်ယူဝင်ပေးပါလို့တနာခံပါတယ်လို့တာဝန်ရှိသူတွေကြည်ညိုများလဲငညာသောအဖြစ်လုပ်ပေးပါလို့လူမိုးတိုင်းပြည်မှာငလင်ဘေးနဲ့ဒုက္ခဒုက္ခရောက်နေတဲ့အချိန်ကျမတို့မိသားစု ဒီလေဒုက္ခဒုက္ခတွေပါပဲလို့အကြောင်းမို့ကုညီပေးကြပါလို့ပြောချင်ပါတယ်။ကိုပေးစောတွန်းတို့ကအချုပ်ဘာပြောကြကြီးရုံးလို့ကျွန်တော်တို့ကတော့ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ကားလေးဒီအခုချိန်မှာတော့ကျွန်တော်တို့လက်ဝယ်လို့အများဆုံးပြန်လဲလူကြီးမများပြည့်ရပါလို့ကျွန်တော်တို့ဘက်ကတော့တနာခံပါတယ်။ကျွန်တော်နဲ့တော့ဒီရင်ပိုင်ရှင်တွေရဲ့ချင်းနဲ့သာနဲ့ဝယ်ထားတဲ့ဟာလေးပြန်ပြီးတော့မှန်မှန်ကန်ကန်နဲ့ကျွန်တော်တို့ပြန်ရကြတယ် အဲ့လေပြရရတော့ဒီမိသားစုတွေအကုန်လုံးလောရှင်းသွားမှာပဲကျေးဇူးတင်ပါတယ်ပြန်အမြန်ပြန်ရပါစေလေကျွန်တော်တို့ဘွားစုံနေပါစုတော်နေဟုတ်ကဲ့ပြန်ဆက်နေပြပါစေ